ဒီဇင်ဘာ၄ရက်နေ့အတွက်နောက်ဆုံးရရှိတဲ့စီရီသတင်းများကိုတင်ဆက်ပေးပါမယ်။ခင်ဗျာပရမသုံးသတင်းတစ်ပုဒ်နေနဲ့မိုးကုံမြို့ပြင်မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ကလေချောင်းတိုက်ခိုက်မှုများဆက်တိုက်လှုပ်ဆောင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂျပန်စစ်တပ်ကပြန်လည်တိမ့်ပိုက်ထားတဲ့မိုးကုံမြို့ပြင်မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ကလေချောင်းတိုက်ခိုက်မှုများလှုပ်ဆောင်လာကြောင်းမိုးကုံဒေသခံပြည်သူများနဲ့တော်လှန်ရေးသတင်းရင်းမြစ်ကပြောဆိုပါရတယ်။ ဇန်နဝါရီဒီဇင်ဘာ3ရက်နေ့ည8:30မိနစ်အချိန်ဘုံကုံမြို့ပေါ်မှာထိုင်ရှားတက်ဆွဲထားတဲ့စစ်တပ်ကိုဒေါ်လန်ရဲတပ်များကဒရုန်းများဘုံများကျဲစားခဲ့ကြောင်းဘုံကုံမြို့စေးရုံဝင်းနဲ့ကျောင်းကြီးဝင်းတဲ့သို့ဒရုန်းဖြင့်ဘုံ3ချိန်ကျဲစားခဲ့ကြောင်းစစ်တပ်ကလည်းလက်နက်ကြီးများဖြင့်မြို့ပြင်ဘက်သို့ပစ်ခတ်ခဲ့ကြောင်းသိရှိရပါသည်ယနေ့နနက်ပိုင်းချိန်မှာစစ်တပ်ကလေရင်ဖြင့်မိုးကုံမြို့ပြအနောက်ဘက်ပိုင်းနေရာများကိုပုံများကျဲချသွားကြောင်း အဆိုပါပုံကျဲရှားမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းမိုးကုတ်အရှိဆိုင်တော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ယနေ့နံနက်ပိုင်းမှာမိုးကုတ်မြို့အနောက်ပိုင်းကြောက်ပုံကျဲနှစ်ဖက်မှာတိုက်ပွဲများဖြစ်ပွားခဲ့ပြီးပင်ကူတောင်ပေါ်မှာစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။အခုအထက်ကတိုက်ပွဲဖြစ်တာကမိုးကုတ်အနောက်ပိုင်းမြို့ပြင်မှာပဲအနောက်ပိုင်းကိုစစ်တပ်ကဒီနေ့မနက်အစောပိုင်းကြီးလေရင်နဲ့ပုံလာကျဲတာတော်တဲ့ကြသွားတယ်လို့သိရတယ်အခုတက်ထီတော့လက်နဲ့ကြီးတန်းတွေကြားနေရတော့မဲ့ တက်ကလည်းပတ်ပတ်လည်းဝိုင်းခံထားရသလိုဖြစ်တော့လက်နက်ကြီးနဲ့ရန်ထုနေတာလို့မိုးကုတ်ဒေသခံတော်လန်ရေးသတင်းရမြစ်ကပြောဆိုပါတယ်ဂျမစစ်ကောင်စီတက်ဟာနိုဝင်ဘာ29ရက်နေ့မှာမိုးကုတ်မြို့အတွင်းသို့ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးနိုဝင်ဘာလ30ရက်နေ့မှာစတင်၍မိုးကုတ်မြို့ပြင်ရှိတော်လန်ရေးတက်များနဲ့တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဒုတိယသတင်းတစ်ပုဒ်အနေနဲ့ရေတာရှိမှတောင်သူများထံမှစကြေးလာောက်တဲ့တက်ကြည်မြင့်လွင်ကိုအရှင်ဖမ်းမိ လိုက်လံကဲထောက်ရန်စ조사တဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားရှောက်ဦးတိတ်ဆုံးတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။မကိုတိုင်းရေတာရှိမြို့နယ်မှာတောင်သူများထံမှစစ်ကြေးလာကောက်တဲ့တက်ကြက်ကြီးမြင်းတွင်ကိုအရှင်ဖမ်းပြီးတဲ့နောက်လိုက်လံကဲထောက်ရန်조사နေတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားရှောက်ဦးတိတ်ဆုံးခဲ့ကြောင်းတဲ့ရင်၃၅တုံများလေးရေတာရှိမြို့နယ်အရှိဆိုင်မှာသတင်းနဲ့ပြန်ကြားရေးတာဝန်ကပြောဆိုပါရတယ်။နိုဝင်ဘာလ25ရက်နေ့ရေတာရှိမြို့နယ် စစ်တောင်းမြေအနောက်ရှမ်းရှိတပ်ပိုင်မြေဖြစ်သိမ်းဆီးထားတဲ့မြေယာများပါဒီစာစိုက်ပြို့လောက်ကိုင်းနေတဲ့တောင်သူများထံမှတက်ကြွကြီးမြင့်လွင်ကအခကျင်းဝင်များလာရောက်သိမ်းယူကြောင်းသတင်းရရေတရှိမြို့နယ်အစီစိုက်တဲ့ရင်3939၄ရဲဘော်များကကင်ပုံဝက်စောင့်တိုင်းခဲ့ကြောင်းသိရှိရပါတယ်အဲလိုစောင့်တိုင်းနေတဲ့17နိုင်အချိန်၌ရေတရှိမြို့နယ်တခွဲကျဲကျေးရွာတွင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှတက်ကြွကြီးမြင့်လွင်ကိုလက်ပစ်ပုံ၃လုံး ၎င်းကိုင်းဆောင်လာတဲ့တက်တေကန်ကပ်ပြားနဲ့ငွေသား1900ကျပ်ဖုံးနှလုံးဒိုင်ယာမျိုးစား12ပေကားတစ်စီးနဲ့အတူ ဖန်ဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်ထို့သောဖန်ဆီးရရှိတဲ့တက်တက်ကြီးမြင့်လွင်ကိုစစ်တုံးပန်းဥပဒေနဲ့အညီထိမ့်သိမ်းဆောင်ရွက်ထားကြောင်းရေတာရှင်မျိုးနဲ့ရှိဆိုင်တက်ရင်3 9 3လေးကအတိပေးထားပါတယ်ထို့သောဖန်ပြီးရဲ့နောက်နိုဝင်ဘာလ26ရက်နေ့မှာရေတာရှင်မျိုးနဲ့ဒိုးတန်းကြေးရွာပတ်မှအင်အား40ဝန်းကျင်ဖြင့်ကွမ်းအောင်ကြေးရွာဘက်သို့လကောက် ပခ63လေးမှကားတစ်စီးဖြင့်အင်အား80ခန့်ရှိတဲ့တခွဲကျဲကျေးရွာဘက်မှစပိုင်းရိတ်သိမ်းပြီးလေကြားတိုင်းကွမ်းအောင်ကျေးရွာဝမ်မကြီးကျေးရွာဘက်သို့၎င်းစစ်ကြောင်းထိုးလာကြကြောင်းသိရှိရပါတယ်ထို့သောဝေရောက်လာတဲ့အကြမ်းမဆက်တဲ့စစ်ကြောင်းကိုရေတန်ရှိမြို့နယ်အစီဆိုင်တဲ့ရင်33ညလေးနဲ့ရေတန်ရှိမြို့နယ်ပကဖာတို့ကပူးပေါင်းကမိုင်းများပြည့်အသင့်ပြင်းစင်းကဆောင်းဆိုင်၍ဂျားဖြတ်တိုက်ခိုက်ခဲ့ရာမောလဲ2နာရီ25မိနစ် မှ၄နာရီ45မိနစ်ထိကြာမြင့်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီတိုက်ပွဲအတွက်၆ဦးတိတ်ဆုံ၊၂ဦးဒဏ်ရာရရှိခဲ့ကတော်လန်ရင်တပ်ဖွဲ့များမှထိခိုက်ဒဏ်ရာမရှိခဲ့ကြောင်းထို့အပြင်စစ်သားများအုံပြုတဲ့အီနာကဘုံဒီတစ်လုံး၊လက်ပစ်ဘုံနှလုံး၊ equipment နှစ်ခု MA 11ကြီပေါင်းတစ်ခုအုပ်ထုပ်နှလုံး၅၁၅၆ကြီ89တောင်းတို့ကိုလည်းတိတ်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။ စစ်ခွေတေးစင်းကထတိုးတေးဆုံးတာမျိုးမရှိပါဘူးလက်ရှိမှာဖန်စီတဲ့တက်ကြက်ကြီးတူးကိုဘလို့ဆက်လက်ရေးယူဆောင်ရွက်သွားမလဲဆိုတော့စစ်တုံးမန်းဥပဒေနဲ့အညီဆောင်ရွက်သွားမှာပါမြေအနောက်ဘက်ကမ်းထိကျွန်တော်တို့စစ်ရေးကရွေးကောက်ပွဲကိုလက်လန်းမိသမျှမရရအောင်ဖျက်မယ်ဆိုတာစက္ကမကိုအတိပေးတာပါပဲလို့တဲ့ရင်၃၅၃ညလေးရေတာရှိမြို့နယ်အခြေဆိုင်မှာဒရင်းနဲ့ပြန်ကြားရေးတာဝန်ကဒရင်းထုတ်ပြန်ထားပါတယ်မြောက်နောက်ဆုံးဒရင်းတစ်ပုတ်အနေနဲ့ အေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးများစစ်တွေဒါကဆဌာနချုပ်နဲ့တက်ရင်တွေမှာကြားရောက်ပောက်ကွဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာရကတက်တော်အေကလမ်းပြစ်ခတ်တဲ့လက်နက်ကြီးကြီးတွေဟာစစ်တွေမျိုးအရှိဆိုင်စစ်ကောင်စီရဲ့ဒေတာကုတ်ကဲမှုစစ်ဦးစီးချုပ်ဌာနဒါကဆနဲ့တက်ရင်တီးတီးမှာကြားရောက်ပောက်ကွဲခဲ့တယ်လို့အေနဲ့နှိစက်တဲ့စစ်ရဲသတင်းရင်းမြစ်တွေစီကသိရှိရပါတယ်။စစ်ကောင်စီတက်ဟာပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးအပတ်ကနေအေထိတ်ရှုပ်ထားတဲ့ရတိတ်တောင်ပုံနာကျော် ပေါက်တော့စားတဲ့မြို့နယ်တွေမှာကြေးရွာတွေကိုလက်နက်ကြီးတွေနဲ့နေစည်ရက်ဆက်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ရလဲဖြစ်ပါတယ်။ဆိုပါစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုအာရခတပ်တော်အေးကလည်းလက်တုံပြန်တဲ့အနေနဲ့စစ်တွေမြို့နယ်မှာအရှိဆိုင်ထားတဲ့စစ်ကောင်စီတပ်စခန်းတွေကိုလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ကတ်ခဲ့တယ်လို့သိရှိရပါတယ်။စစ်တွေမြို့တပ်ရင်းတွေကတော့အေးထိတ်ရှုပ်ထားတဲ့ပေါက်တော့ရသေးတော့ပုံနာကျွန်းကကြေးရွာတွေကိုလက်နက်ကြီးဒရုန်းတွေနဲ့နေစင်နဲ့အမြကင်းထောက်ပြီးပစ်ခတ်မှုတွေရှိပါတယ် ဒါကိုအေးကလည်းပြန်ပြစ်တာရှိပါတယ်ဒီဂျမာရနှင်းနေ့တုန်းကဆိုရင်လည်းဒါကာစဌာနချုပ်တွေတခြားတက်ရင်တွေမှာကြာရောက်တာရှိတယ်လို့ကြားရပါတယ်လို့အေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်များကပြောဆိုပါတယ်စစ်ကောင်စီတပ်ဟာရန်ကုန်စစ်တွေအဝေးပြေးကလမ်းမရှိတက်ကြပြင်းကံကော်ကျွန်းကြားမတော့ပါဒလိတ်စားတဲ့ကြေးရွာတွေမှာတက်ဆွဲနေရယူခါကြောင်းသိရှိရပါတယ်လက်ရှိအာရခတက်တော်အေးကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာတက်ကြပြင်းကြေးရွာရှိဒါကာစဌာနချုပ် ယာယီအရှိစိုက်ထားတဲ့နောက်ပိုင်းတိုင်းစစ်ထာရချုပ်နာပါကနေရာမှာကြားရောက်ပောက်ကွဲခဲ့တာဖြစ်တယ်လို့လဲ CDM ဗိုလ်ကြီးဇင်ရော်ကပြောဆိုပါတယ်လက်နက်ကြီးကြားတာကတော့တက်ကဲပြင်းမှာရှိတဲ့ဒါကာစဌာနချုပ်ကိုကြားရောက်ပောက်ကွဲခဲ့တာပေါ့အဲဒီနေရာမှာအခုတော့နာပါကဌာနချုပ်ယာယီအရှိပြုထားတဲ့နေရာပါအဲဒီဘက်ကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့မှတ်စာလို့ရပါတယ်စစ်တပ်ရဲ့ခန်းစစ်စကန်တွေကလည်းကံကောကျွန်းကျေးရွာမှာရှိနေတာဖြစ်ပါတယ် ကံကောကျုံးကိုလည်းအနိကကာထားတာကတစ်ဖက်ရှမ်းရရွာပူကြီးရွာမှာဖြစ်တယ်ရွာပူကနေပြစ်တာဆိုတော့တက်ကဲပြင်တက်နယ်အတွင်းမှာခါလာရ20ရှိမယ်ပြီးရင်ဒါကစရှိမယ်နာပခရှိမယ်ပေါ့အဲဒီတော့အေးကလည်းအဲ့ဒီ၃နေရာကိုရှိန်ရွယ်ပြီးတော့ပြစ်လိရှိပါတယ်ပေကြတာကတော့ခါလာရ20ဒါကစကိုကြတာဖြစ်ဖို့များတယ်လို့ပဲတွက်ဆရပါတယ်လို့စီရံဘူကြီးဇင်ုံကပြောဆိုပါတယ်အေးကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြောင့် ဒါကစားနဲ့တပ်ရင်းတွဲမှာရှိတဲ့စစ်ကောင်စီတပ်သားတွေရဲ့မိသားစုဝင်တွေဟာစစ်တွေမျိုးကတပ်ရင်းတွေကိုရွှေ့ပြောင်းမှုတွေပြုလုပ်နေကြတယ်လို့လည်းသိရှိရပါတယ်။ဆိုပါလက်နက်ကြီးကြီးကြားရောက်ပေါက်ကွဲမှုကြောင့်စစ်ကောင်စီတပ်သားတွေအထိကိုက်တွေများစွာရှိနေပြီးအတိအကျသိရှိနိုင်ဖို့အတွက်ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။အာရခတက်တော်အေးရပြီးခဲ့တဲ့လအရီမှာလက်စစ်တွေမျိုးရှိကန်းကော်ကျွန်းနဲ့တာကဆာဌာနချုပ်ရှိနေရာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေပြစ်လုခဲ့တယ်လို့လည်းသိရှိရပါတယ် စစ်တွေမြို့နယ်မှာဒေသကွက်ကဲမှုစစ်ဌာနချုပ်ဒါကာဆစစ်တွေနဲ့ကွက်ကဲမှုအောက်မှာရှေလင်းရှေမြန်တိုက်ခိုက်ရေးတပ်တွေဖြစ်ကြတဲ့ခလာယ20ခလာယ230နဲ့ခလာယ290ခမယ344ခမယ354တက်တွေအပြင်အမှတ်7နဲ့အမှတ်36တက်ရင်းတွေနဲ့ကြာမတော့ဂျေးဝါနေရှိ အမှတ်908စစ်မြေပြင်အင်ဂျင်နီယာတက်ရင်းတို့အပါအဝင်ရွှေမင်းကန်ရေတက်စကန် point ကန်ဂျီမှာရှိတဲ့အမှတ်3ဖြူဟာရေတက်ဌာနချုပ်တို့ ရှိနေတာလည်းဖြစ်တယ်လို့ထင်ရရှိပါတယ်။မြော